အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရတဲ့ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆိုရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှာထီလိန်တမျိုးထွင်ပုံဖြစ်ပါတယ်စောရတပင်းထီလိန်တမျိုးထွင်ပုံဒီတစ်ခါထီပေါ့ရင်ငါသားကလေးရှင်အပြုပဲငါတော့စာကြည့်ပြီးတဲ့ကတည်းကတခုဆောက်လို့လှူထမ်းမှာပဲတို့များတော့ မော်တော်ကားပထမရန်ပြည်တိရှာပါမှာဥညွန့်တို့လိုဝယ်စီးပြန်ပါပဲကိုတို့တော့ရန်ကုန်ကလားတိုင်ကန်ငှားနေရတာတဲစည်းကြီးအလုံးပတ်မှာမြည်နေအိမ်အဝယ်ပေါ့ကျုပ်တို့တော့တနည်းပြရာဒါဇင်ဝတ်မှန်မှန်အတော့ပဲစသဖြင့်ထီထိုးဝါသနာပါသူတို့ကမိမိတို့ထိုးထားသောထီများမပေါက်ခင် စိတ်ကူးယဉ်ချင်တိုင်းရင်ရွေးနေကြတယ်ထိုကဲ့သို့ထီထိုးပြီးစိတ်ကူးရချင်းကိုပဲ ထီဘူးငွေထက်အဖို့တန်သည်ဟုပြောကြသေးတယ်။တိုင်းမီတပြည်၌ငွေရှင်းအနေငယ်နှင့်တခါတည်းတထေးဖြစ်လို့သူပေါ်များအံ့ထိုတိုင်းပြည်ကစင်ရဲသောတိုင်းပြည်ဟုအကဲခံနိုင်တော့တယ်။မြန်မာပြည်က CNO Ranger Ireland Julia စသောထီများကိုထိုးကြသဖြင့်ထီတပတ်တပတ်လျင်ငွေပေါင်းများစွာနိုင်ငံသားတို့အခွန်အမျိုးဆက်တာနေရတယ်။ တဦးတလီပြန်မျှကြေးပေါက်တီကိုပင်တရေယူကြတယ်။ကော်မရှင်စာထီကောက်ခံသူတို့မှဝင်ငွေဖြောင့်လျက်ရှိတယ်။တထေးဖြစ်ကြံလိုသူပေါများသောကြောင့်တမူးတန်တမတ်တန်ထီလိန်တွေ မှုလိုပေါက်ခဲ့တယ်။နိုင်ငံသားထီကိုစလေတို့လည်းမြမပြည်တွင် ခြေချင်းလိန်နေတော့တယ်။ထုံငွေများအပြင်သို့မရောက်ရန်မြမပြည်အစိုးရကဦးစီးပြီးမပေးခြင်းကမြမများကံကောင်းရေလောကံဆိုးရေလော အကယ်၍နိုင်ငံများထီကိုမထိုးဘဲနေကြလျင်ကံကောင်းရွေးဟုဆိုရပေမယ်။ရန်ကုန်မြို့ဘီကန်တက်လန်တခုသောအခန်းတစ်ခု၌ကယူရီးယားထီတက်ကနန်းတကြက်ရှစ်ပြားနှင့်ရနိုင်သည့်ဟူသောဆိုင်းဘော်ကြီးတစ်ခုကိုတွေ့နိုင်လေတယ်။ယူရီးယားပြည်မှလည်းရန်ကုန်ဘီကန်တက်လန်ကျော်ရှင်းဘရာသာတိုက်တွင်ထီထိုးနိုင်ကြောင်းသတင်းစာများတွင်ရေးသားဖော်ပြကြတယ်။အရင်ကထီကိုစလဲတို့မှာထီတမဲလီရင်နှစ်ချက်ကြယူရာ ကျော်ရှင်ဘရာသာတိုက်ကမူတကြက်ရှစ်ပဲမျှသာယူသောကြောင့်သူ့ထက်ငါသွားရောက်ခါလက်မှတ်များကိုဝယ်ယူကြလေတယ်။ယူရီးယားထီကမိမိလိုသောထီဆောင်ရည်ကိုယူရီးယားပြည်ထီကိုစလဲများထံမှငွေတန်ကူပေးဖို့ဝယ်ယူရတယ်။ထိုသဘောကိုယူရီးယားထီချိုးဖူးသူတိုင်းနားလည်ကြ၍နားမလည်သူများကိုလည်းနားလေသူများကတဆင်ပြောပြသိရှိပြီးဖြစ်လေတယ်။ကျော်ရှင်ဘရာသာတိုက်မှယူရီးယားထီလက်မှတ်ကို တခါမှလျင်200300မျှမှာ၍ကုံလျင်လဲလေရင်ပြန်နှင့်စားပေးမှာယူကြောင်းကိုထိုးသူများသိရှိကြလေတယ်။၎င်းတို့တိုက်မှဗီဂန်တက်လန်းတွင်သာ အလုတ်ထိုင်၍လုတ်သည်မဟုတ်ရန်ကုန်မြို့တစ်မြို့လုံးသို့ဖြန့်၍ကြော်ညာရောင်းချလျက်ရှိရာတစ်နှစ်လျင်150-200ဖိုးမျှရောင်းကြလေတယ်။သတင်းစာများတွင်လဲယူရီးယားထီကမိသည့်နေကစတင်ကောက်ခံပြီးလျင် မိသည့်နေ့တွင်စရင်ပိတ်၍ဖွင့်လျက်ရမည်ရက်ကိုပါယူရီးယားသတင်းကြောင့်များကမြမပြည်သတင်းစာတွင် အခမဲ့ကြော်ညာပေးကြလေတယ်။ယူရီးယားအစိုးရကိုတိုင် ဦးစီးဖွင့်လျက်သည့်ဆိုသောကြောင့်မြမပြည်ကလူများမှအထူးယုံကြည်ကူးစားကဒီစတိတ်နယ်များကပင် ကြော်ရှင်ဘရာသာတိုင်မှဝယ်ယူကြလေတယ်။ပထမတစ်ပတ်၌ယူရီးယားထီအတွက် ကြော်ရှင်ဘရာသာမှငွေ9000ပိုးခန့်ရောင်းချရလေတယ်။ ထိပ်ဖွင့်သောအခါကံအားလျော်စွာကျော်ရှင်ဘရာသာမှထိုးသူတဦးကစတုထစုပေါက်သဖြင့်ငွေ၃ချောင်းခန့်ရရှိလေတယ်။ထိုတရင်ကကျော်ရှင်ဘရာသာကံကောင်းဖို့ပင်ဖြစ်လေတယ်။အကြောင်းမူကားဒုတိယပတ်၌ကျော်ရှင်ဘရာသာမှဉဏ်တမျိုးအမြင့်ကျေကယူရီးယားထီသာမဟုတ်အိုင်ယာလန် CNO Ranger စာသောထီများကိုပါကိုယ်စလဲခံ၍ရောင်းချလေတယ်။ ဒီစတိတ်နယ်ပယ်မှယုံကြည်စိတ်ချရသောလူကြီးလူကောင်းများထံသို့လက်မှတ်များပေးပို့လျက်ငွေကို၎င်းတို့ပေးပို့စေတယ်။၎င်းထံမှတဆင့်ဆိုင်းယာတီအဖွဲ့များသို့ပေးပို့စေတယ်။ဤတစ်ချိန်၌မူကားတီအသီးသီးဖွင့်ရာဂျော်ရှင်ဘရာသာမှတဦးတလီမျှမပေါက်တော့လဲအခြားကိုယ်စားလှယ်များထံကဝယ်ယူသူတို့မှပြမ်းမြကြီးပေါက်လျက်ရှိသောကြောင့်ကျေနပ်ကြလေတယ်။ဂျော်ရှင်ဘရာသာမှကား ထိုအပတ်တွင်ငွေ2000ဘူးခန့်ရောင်းချရလေတယ်။၎င်းတို့မှာကိုပိုင်မော်တော်ကားများရှိသည့်အပြင်ဦးကျော်နှင့်ဦးဘရှင်းခွန်ညီကိုနှစ်ယောက်မှလည်းခန့်ခန့်ညာညာနေထိုင်ကြသောကြောင့်လူတိုင်းယုံကြည်ကြလေတယ်။၎င်းတို့ကိုယ်တိုင်ကလည်းအချို့သူများမှထီကောက်ခံပြီးငွေမပူဘဲနေကြကြကြောင်းမိမိတို့မှာငွေအရင်းဆိုင်ထုတ်ကာ လက်မှတ်များတင်ကူးဝယ်ယူထားသောကြောင့်စိုးရိမ်ဖို့မရှိကြောင်းများနှင့်ရှင်းပြလေရှိလေတယ်။မြမပြည်ရှိထီယူတို့မှာကစိတ်ကူးကောင်းကောင်းနှင့်ထိုးလျက်ရှိကြလေတယ်။ကျော်ရှင်ဘရာသာတိုင်မှထီ၃ဘတ်လောက်ဖွင့်သောအခါအဆုစုငွေ9000ကျော်ဘူးခန့်ရောင်းချရလေတယ်။အများရဲ့ထင်မြင်ချက်အားဖြင့်ထီတစ်ဘတ်လျင်4500ဘူးထက်မများဟုမှန်းဆကြလေတယ်။ဒါနရှင်တထေးမင်းများတို့ ကျွန်တော်များအမျိုးသားတက္ကသိုလ်သည်တိုင်းပြည်အတွက်မြည်မြအရေးပါအရာရောက်မည်ကိုပညာရှင်များသိတော်မူပြီးဖြစ်ပါသည် အမျိုးသားတက္ကသိုလ်သည်ခေတ်သစ်ပညာအရရပ်ကိုမြန်မာဘာသာတသက်ဖြင့်သင်ကြားရန်ရည်ရွယ်ချက်ရှိပါသည်မိုက်ဆိုးနယ်တွင် မိုက်ဆိုးမဟာယာစာကြီးကတက္ကသိုလ်ပညာများကို တိုင်းရင်းသားဘာသာနှင့်သင်ကြားနိုင်အောင်စီမံတော်မူသည့်ဖြင့်ယခုအခါများစွာအထမြောက်လျက်ရှိပါသည် ကျွန်တော်များအမျိုးသားတက္ကသိုလ်တွေလည်းတိုင်းပြည်ရှိဒီဂရီရပြီးမျိုးချစ်ပုဂ္ဂိုလ်များကမိမိတို့တကြွသောပညာများကို အခမဲ့သင်ကြားနေကြပါသည်တက္ကသိုလ်တွင်လောကတစ်ဖက်ဆိုင်ရာတခွဲပစ္စည်းများတခွဲကဲအဆောက်အဦစသည်တို့ကိုလို၍နေရာအမည်မဖော်လိုသောဒါနရှင်တထေးတူကငွေ9000ပေးလှူပါသဖြင့်ပစ္စည်းများကိုမှာယူဆဲဖြစ်ပါသည်နောက်ဖေးမိဖို့ကြောင့်လည်းလိုသေးသည်ဟုတကယ်တော့ သုံးတောင်တန်းပစ္စည်းကလေးတစ်ခုဝယ်ချမ်းရန်လိုနေပါသေးသဖြင့်တဦးတည်းဖြစ်စေစုပေါင်း၍ဖြစ်စေအလှူငွေထည့်ဝင်တော်မူကြပါမည်အကြောင်းလေးမြတ်စွာ အစီရင်ခံပါသည် အကျိုးဆောင် အမျိုးသားတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အတွင်းဝင်ကြီးများသောစုံတော်များအခမ်း၌စုံတော်ကျော်ဦးအောင်မြင်ကအထက်ပါသတင်းစာပါကြော်ညာများကိုဖတ်ရှုရင်းလေးလေးနက်နက်စဉ်းစား၍နေလေတယ်တဖန် ၎င်းရဲ့စပွဲပေါ်ရှိထီလက်မှတ်များကိုတစ်ခုနှင့်တစ်ခုနှိုင်းရှင်ကြည်လေတယ်။ပြန်စာများကိုလည်းတစ်ဆောင်ပြီးတစ်ဆောင်ဖတ်ရှုနေလေတယ်။မြမပြည်ပြည်ရဲ့ရေးဌာနအတွင်းဝင်ကြီးထံသို့နေဆွဲစာနံပါတ်348အရပြန်ကြားအပ်ပါသည်။ဆိုင်းယံအုပ်ချုပ်ရေးအဖွဲ့သို့စုံစမ်းစစ်ဆေးရာထီလက်မှတ်နံပါတ်များကို၃သိန်းအထိသာထား၍၃သိန်းထက်ကနန်းပိုများတစ်ချိန်မျှမထုတ်ဖူးကြောင်း မြမပြည်ရန်ကုန်မြို့ပီကင်တလန်းကျော်ရှင်ဘရာသာထံမှထီလက်မှတ်များဝယ်ယူရာ၌ပထမဖက်တွင်ငွေ85ကျပ်ဖိုးဒုတိယဖက်တွင်60ဖိုးတတိယဖက်တွင်54ဖိုးရှိကြောင်းလက်မှတ်များမှာတသွေးမတိန်ပုံစံပါတူညီနေတော်လဲရိုဒီယာအစိုးရတို့ထုတ်ဝေသောလက်မှတ်များမဟုတ်ကြောင်းကို အခိုင်အမာညင်းဆိုပါသည် နိုင်ငံခြားအတွင်းဝင်ကြီးရိုဒီယာပြည် ကာလကတာစုံတော်ရုံမှမြမပြည်စုံတော်ရုံတို့ CNO နဲ့ Ranger T ကလပ်များတို့စုံစမ်းပြီးပြီဖြစ်ကြောင်းလက်မှတ်ပုံစံအကြောင်းအသွေးတူညီတော်လဲဆိုင်းယားကလပ်များကထုတ်ဝေခြင်းမဟုတ်သည့်အပြင်၎င်းတို့စည်ရင်းရကဏ္ဍများမှာအများဆုံးအရေးအတွက်ထပ်ပို၍နေကြောင်းဥအောင်မင်က စာများကိုအတန်းကြာဖတ်ရှုပြီးလျက်လက်အောင်စုံတော်နှစ်ယောက်ကို ခေါ်ကာကားတစ်စီးနှင့်ထွက်ခွာသွားလေတယ် ကျော်ရှင်ဘရာဒတိုင်မှာညီအကိုနှစ်ဦးကကျေနပ်ပျော်ရွှင်လျက်အမျိုးသားတက္ကသိုလ်ကျောင်းညာကိုဖတ်ရှုပြီးလျင်ကျွန်တော်များငွေ9000လှူပြီးနောက်3ချောင်းမြလောက်ကို နောက်ထပ်မလှူနိုင်စရာအကြောင်းမရှိပါမကြမီပင်ပို့လှူမီဖြစ်ပါကြောင်းအမိမဖော်လိုသူများနှစ်ဦးသားအထက်ပါစာကိုမြန်မာလိုလက်နေဆက်နေရိုက်နေနေကြစေတိုက်ခန်းတဲ့သူလူနှစ်ယောက်ဝင်လာကြလေတဲ့ကြွပါကြွပါ ဘာကိစ္စပါလဲခင်ဗျာတခြားမဟုတ်ပါဘူးယူရီးယားထီ၅ဆောင်တော့ဖျက်ချင်လို့ပါခင်ဗျာရနိုင်ပါမလားအော်ရနိုင်ပါတယ်စပွဲအန်ထဲမှာထီစာအုပ်တအုပ်ကိုထုတ်ယူလေတယ်အဲ့တဲ့များလဲတစ်ဆယ်တန်းငွေဆက်ကူတစ်ချက်ကိုထုတ်ကာထီလက်မှတ်ဖိုးပေး၍နေကြလေတယ်ထိုအခိုက်အသက်50ခန့်အဖိုးကြီးတယောက်နဲ့လူရွယ်နှစ်ယောက်ဝင်၍လာကြကာရိန်ဂျာထီထိုးခြင်းကြောင့်နဲ့ပြောပြပြန်လေတယ် ဒီကိုနှစ်ယောက်ကပြုံးရွှင်လျက်ဟုတ်ကဲ့ရပါတယ်ကျွန်တော်များစီမှာအယုံအကြည်များကြလို့ကိုတိုင်းငွေစိုက်ထုတ်ဝယ်ချမ်းနှင်ပြီးမှ ပြန်လဲရောင်းချနေကြပါပဲရင်းရတီစာအုပ်ကို ထုတ်ပြကြလေတယ်အခြားတစ်ယောက်က CNO လဲထိုးခြင်းပါသည်ဟု ပြောသဖြင့်၎င်းတို့ထံတွင် ရှိသမျှထီစာအုပ်အမျိုးမျိုးကိုထုတ်ပြကြလေတယ်90ရွယ်အဖိုးကြီးကလူရွယ်နှစ်ယောက်အား တစုံတရာအရေးအခြေပြလိုက်ရာဥကျော်ကစပွဲအံကိုလျှင်မြန်စွာနှိုက်လေတယ်။သူ့ရာတွင်၎င်းရဲ့လက်စပွဲအံတို့မရောက်ခင်ပင်ခြောက်လုံးပြူတလက်ကမျက်နှာနားတွင်ဝဲ၍နေသဖြင့်ဥပါရှင်အားကြည့်လိုက်ရာ ဥပါရှင်မှလည်းဖန်စီခံနေရသည်ကို တွေ့ရလေတယ်။အဖိုးကြီးကအောင်မြင်ဆိုတာမင်းတို့ကြားဘူးသားနဲ့ကွယ်။ဘယ်မှဒီလောက်ကြောင်ညာလို့ရလိမ့်မလဲ။မင်းဆရာက သူ့ကိုယ်တိုင်ဘာလို့မလုပ်တယ်လဲ။ မင်းတို့ကိုတစားကန်ခိုင်းထားသလားကိုင်းခမရတို့ကလက်ချက်ဦးနေပြီဖြင့်ဟာဘုတရားအတိုင်းရှာကြစကားများမနေနဲ့ဒါတော့မင်းတို့ပြောဖို့မလိုပါဘူးပထမရောက်နေသောအယတားနှစ်ယောက်နဲ့ဦးအောင်မြင်ကပစ္စည်းများကို ရှာဖွေပြီးနေကြလေတယ်၎င်းတို့စပွဲအံများဗီဒီယိုကြီးများမှထီဆောင်အတူများငွေသားစကူတစ်ထောင်ဘူးခန့်စပွဲအံထဲမှ၆လုံးပြူတစ်လက် ရန်တောင်အချို့ကိုစရင်မှတ်ရေးတင်းဆဲနေလေတဲ့။တစားကန်နှစ်ယောက်ကိုကလက်ထိတ်ခပီးဖြစ်ပြီးအခြားဆောင်တောင်နှစ်ယောက်စောင့်ထိန်ထားရလေတဲ့။အနီးအနားတိုက်ခန်းများမှလှုပ်လှုပ်ရွာရွာဖြစ်ပြက်နေသည်ကို ကြားမိကြသဖြင့်လာရောက်ကြည့်ရှုကြရာမကြမီပင်တရခန်နှစ်ယောက်နှင့်ပစ္စည်းများကိုဖမ်းဆီးသွားကြလေတဲ့။ထိုတည်းမှာခဏချင်းပါဇက်တည်င်းပြန့်နှံ့၍သွားလေတဲ့။နောက်တနေ့၌ တရင်စာများတွင်ကိုလိုင်းစလုံးများဖြင့်ကောင်းတက်လျက်ထိုအကြောင်းကိုဖော်ပြကြလေတယ်။အထူးကြောက်စရာကောင်းသောထီလိန်မှုကြီးငွေပေါင်း9000ကျော်အထိလိန်မှစုံတော့ဖက်ကတည်ခြင်း။ကျွန်ုပ်တို့တရင်စာတွင်ကျော်ရှင်ဘရာသာထီကိုစလဲအကြောင်းကိုဖတ်ကြဖူးမည်ထင်ကြောင်း၎င်းတို့လိန်လေပုံမှာအလွန်စိစသေးကြသဖြင့်တိုင်းပြည်ရဲ့ငွေ9000ကျော်လိန်မှစုံနှောက်ဘက်ကတည်ရှိဖန်စီမိကြောင်း လိမ့်ပုံမှာရန်ကုန်မြို့ဘီကန်တက်လန်းတွင်ကျော်ရှင်ဘရဒါဟုရွှေဆိုင်ပုတ်တစ်ခုကတ်ထားကြောင်း၎င်းရဲ့တိုက်ပွဲတွင်ယူရီးယားထီကနန်းတကြရှစ်ပဲနှင့်ထိုးနိုင်သည်ဟုကြောက်တဲ့မုံကြီးတစ်ခုတွင်ရေးသားကြော်ညာထားကြောင်းတိုင်းမီကယုံကြည်အောင်လဲယူရီးယားထီအစ်စ်ကိုပထမအကြိမ်80ကျော်ပိုးမျှတကယ်ဝယ်ယူသေးသည်ဟုဆိုကြောင်းယူရီးယားသတင်းတောက်ကကျော်ရှင်ဘရဒါမှထီလက်မှတ်များဝယ်ယူသည်ကို သိရှိသဖြင့် ကျွန်ုပ်တို့သတင်းစာတိုက်တို့အမှန်အကန်ပို့ပေးခြင်းဖြစ်ကြောင်းတို့ရရဲထိုထီလက်မှတ်အစ်စ်များမှာလူယုံကြည်ယုံမျှဖြစ်ပြီးယူရီးယားစာယူရီးယားခန်းနှင့်တူသောလက်မှတ်အတူများကိုမြောင်များစွာပြုလုပ်ထားသည် ဆိုကြောင်းမြမပြည်ကလူများမှာသတင်းစာကြောင်ညာတွင်ယုံကြည်လောက်အောင်တွေ့သောကြောင့်တမဲစီနှမဲစီစသဖြင့်မြောင်များစွာဝယ်ယူမိကြသည်ဆို၏၎င်းတို့မှာ နေ့စဉ်မှန်မှန်ဝင်ဝေးလမ်းဖြောင်းလျက်ရှိကြရာမိသူမျှမရိပ်မိဆိုကြောင်းပထမတစ်ချိန်၌၎င်းတို့ရဲ့လက်မှတ်အစစ်မှတစ်ချိန်ပေါက်ဖူးရာကံအားလျော်စွာ၎င်းတို့ဝင်ဝေးတိုးဖို့ရာကဲ့သို့ဖြစ်ရှိသွားကြောင်းအလိန်မိပုံမှာယူရီးယားပြည်တွင်မိသူမျှထီနံပတ်မိမျှကစ၍မိမျှတွင်ဆုံးသည်ကိုမသိကြကြောင်း၎င်းတို့မှာထီကိုစလေလေးဖြစ်သည်ဖြင့်ဆိုင်းယာယူရီးယားထီအဖွဲ့သို့ လက်မှတ်ပေါင်းမြင်မြအထိထုတ်ဝေသည်ကိုမင်းမြန်းကြောင်းဆာယာမှ၃သိန်းအထိပြန်ကြရာ၎င်းတို့လက်မှတ်များမှာ314560 314568စသဖြင့်ရိုက်နှိပ်ပြီးဆိုကြောင်းအကယ်၍လက်မှတ်အစစ်ကကဏ္ဍမျိုးသာ၎င်းတို့ထုတ်ဝေထားပါကလက်မှတ်အစစ်ပေါကဏ္ဍနှင့်လက်မှတ်အတူပေါကဏ္ဍတူလျင်ပေါက်ခဲ့သော အလိန်ပေါ်မီဆိုသဖြင့်ကဏ္ဍကိုလွှဲထားကြောင်းမြမပီကလူများမှာ မိမိတို့တွင်ထီလက်မှတ်ရလျင်ပြီးရောဟူ၍ငွေဆက်ကူကဲ့သို့တေချာစွာကြည့်ရှုခြင်းမရှိကြကြောင်း၎င်းတို့မှာထိုနီးကိုအမိပြု၍ CNO နှင့် Ranger T2 များကိုပြုလုပ်ကြပြီးဆိုကြောင်း Ireland T အတွက်မှာလက်မှတ်ပုံစံအတုလုပ်ရန်ခက်ခဲသည့်အပြင်နှုံလေကြည့်သဖြင့်လက်လျှော့ရသည့်ဆိုကြောင်း၎င်းတို့မှာထိုနီးဖြင့်သုံးပတ်တိုင်အောင်လိန်လေခဲ့ကြရာစုံတော့ Inspector ဦးအောင်မြင့်ရဲ့လုံလဝရိယကြောင့် ဖမ်းဆီးမိခဲ့ကြောင်းတရခန့်မောင်ကျော်နှင့်မောင်ပါရှင်တို့ကငင်းကွယ်မရှိ လိန်ခဲ့ပါသည်ဟု ဖြောင့်ချက်ပေးသည့်ဆိုကြောင်းလက်မှတ်တူရိုက်နှိပ်သောစာပုံနှိပ်တိုက်မှမူယခုတိုင်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသတင်းစာတွင် လူများဖတ်ရှုရသောအခါများစွာနောင်တရ၍နေကြလေတယ်။အချို့ကလည်းကြိတ်၍ဝမ်းသာနေကြလေတယ်။တွေးတောတတ်သူတို့မှကအမျိုးသားတက္ကသိုလ်တို့ အမည်မဖော်လိုသူတတိတူကငွေ9000ထက်ဝင်ခြင်းနဲ့ငွေ9000ကျော်ထိထိလိမ့်မှုကိုဆက်ဆက်စဉ်းစားကြလေတယ်။အချို့ကလည်းထိုကိစ္စမျိုးကိုစောရတဲ့ပြင်းသာပြုလုပ်လေရှိသဖြင့်တရားခံနှစ်ယောက်မှမည်သူတဲ့ပြင်းဖြစ်လေမည်လဲဟု တွေးတောကြလေတယ်။အမှုကမကြမီပင်တရားသူကြီးယုံတို့တင်ရလေရာပလိယုံကြီးတွင် ထိုအမှုအတွက် လူများစီကား၍နေကြလေတယ်။ ဆန္ဒနာရေးခန့်အချိန်၌အမှုကိုစတင်စစ်ဆေးရာဥအောင်မြင်က ရှေးဥစွာအစိုးရတသိအဖြစ်နှင့် ထွက်ဆိုနေလေတယ်။ကျွန်တော်ဒီကျော်ရှင်ဘရာသာတိုက်အလုတ်အကင်ကိုပထမစုံစမ်းကြောင်း၎င်းတို့မှာထီလက်မှတ်များရောင်းသည်မှအပအခြားအလုတ်အကင်များမရှိသည်ကိုသိရပါသည်။ထို့နောက်တတိယပတ်ထီလက်မှတ်များကိုမတင်ကားသဖြင့်အယက်သားတူအားလက်မှတ်တစ်စောင်ဝယ်ယူပြီးလျင် ပြည်ထရေးဌာနနှင့်တိုင်ပင်၍ယူရီးယားအစိုးရသို့စုံစမ်းကြောင်းယူရီးယားအစိုးရထံမှဒီအမှတ်ပါတက်သေးခန်းစာကို ပြန်ကြားကြောင်းထို့နောက် CNO နှင့် Ranger ထီကလပ်များထံစုံစမ်းသောအခါ D1 D2 အမှတ်ပါသောတက်သေးခန်းစာများကိုရရှိပါသည်ထို့နောက်တက်သေးအရလူကြီး2ယောက်နှင့်လက်ထောက်စုံတောင်း2ယောက်ပါခေါ်၍တွားရောက်ဖမ်းဆီးရပုံတို့ကိုထွက်ဆိုသွားလေတယ်တရားသူကြီးက ဖမ်းဆီးရာတွင်ပါဝင်သောတပ်တွေများနှင့်အခြားထီထိုးဘူးသောတပ်တွေများကိုဆက်လက်စစ်ဆေးရာ၃ရက်ကြာမှပြီးစီးသဖြင့်တရခမ်းများကို စစ်ဆေးရလေတယ်။တရခမ်းမောင်ကျော်ရဲ့အစစ်ခံချက်ကို ကြားရသောအခါပရိသတ်တို့မှရင်မော၍နေကြလေတယ်။ကျွန်တော်လိန်ထားသောနာမည်မှာမောင်ကျော်နာမည်ချင်းကိုမပြောနိုင်ပါ အသက်အဖအမိနေဆက်ကိုလည်းမပြောနိုင်ပါဗုဒ္ဓဘာသာဖြစ်ပါသည် ဗုဒ္ဓဘာသာဖြစ်သည့်အတွက်ဘာသာရေးနှင့်အညီကျွန်တော်တို့လုံးကြပါသည်တရားလူပြသက်တည်ဥအောင်မြင်ဤထွက်ချက်ကိုမငင်းနိုင်တော့ပါ သူအစ်စ်ခံသည့်အတိုင်းအမှန်ပြုကျင့်ခဲ့ပါသည်ထို့သို့ပြုကျင့်ခြင်းမှာ ကျွန်တော်တို့ကိုကြိုးစည်းပွားအတွက်မဟုတ်ပါတိုင်းပြည်အကျိုးရှိရာအတွက်အသုံးချလို၍ဖြစ်ပါသည်အလှငွေတက်တက်ကောက်ခံလျက်ကျွန်တော်တို့တိုင်းပြည်မှာငွေတထောင်ရဖို့ခဲခြင်းပါသည်သူအတွက် ဤကဲ့သို့လိန်လေရာချင်းဖြစ်ပါသည်ဤကဲ့သို့ကျူးလွန်သည့်အတွက်အစိုးရအဖြစ်တင့်ထိုက်ကြောင်းကိုနားလေတော်လဲတန်တရာအပြစ်မရှိဟုယုံကြည်၍လောက်ကြပါသည်ပုံနှိပ်တိုက်အမည်ကိုမပြောနိုင်ပါစသဖြင့်ထွက်ဆိုပြီးနောက်နှစ်တရခံပါရှင်အားစစ်ဆေးရာ၎င်းမှလည်းမောင်းကျော်ထွက်တဲ့ကဲ့သို့ထွက်ဆိုသွားလေတယ်တရားသူကြီးကတသက်များတင်ပြလိုသလားဟုမေးရာနှစ်ဦးစလုံးကပဲမတင်ပြလိုကြောင်းနဲ့ ငင်းဆန်ကြသောကြောင့်စီရင်ချက်ချမဲ့နေကိုသုံးရက်ခွာ၍ချိန်လိုက်လေတယ်။ပရိသတ်တို့မှကတပြင်းတပဲ့များရဲ့လေးပေါင်းနှင့်တူသဖြင့်အထူးဂယုဆိုင်နားထောင်ခဲ့ကြလေတယ်။ဦးအောင်မြင်ကိုယ်တိုင်မှလည်းတပြင်းဤတပဲ့များဟုပင် ဆုံးဖြတ်ထားရာတပြင်းထံမှအစအနတစုံတရာ မကြားသေးရသဖြင့်တာ၍အံ့ဩနေလေတယ်။တို့ရှာရင်အကယ်၍တရခံများကိုထောင်တန်းကြ၍ ထောင်ချုပ်ကြီးသူပို့ဆောင်လျင်လမ်းကဖြတ်၍လူလီမီလာထောင်ထဲကြမှထွက်ပြေးရန်အကြံစီပေးလီမီလာဟုတွေးတောဆုပ်ရင်နေဟန်ရှိတယ်။ပလေယုံကြီးအချက်တိုင်းတို့လည်းတပ်ပြင်းရုပ်ဖြောက်လာလီမလားဟုတက်လီကတခုပြီးတခုပြောင်းလဲစီကရုံငန်တခန်းပြီးတခန်းတွားရောက်ကြည့်ရှုအ깨ခံနေလေတယ်။ဒီစတိတ်တရားသူကြီးရုံကန်းတို့ရောက်သောအခါဘောင်းမီအဖြူအင်ကြီးအဖြူဝှထားသောမျက်နှာဖြူတယောက်ကိုမြင်ရလေတယ်။ မျက်နှာဖြူမှာစပင်များလိန်ကောက်နေထွေးသည့်အပြင် အသားကလည်းလင်းကြနေအယောင်ကျနေသောကြောင့်အမှတ်မဲ့နေမိလေတဲ့။ဥရှာတွင်အရက်အမြင့်နှင့်နှာရံပေါ်ပုံကလေးတစ်ခုသာ ဖမ်းမိသောဦးအောင်မြင့်ကထိုမျက်နှာဖြူအားစုံစမ်းမိဟုနေသက်ထက်နီးကပ်လာသောအခါ၎င်း၏အသည့်လိုလိုနှင့်စတင်နှုတ်ဆက်လေတဲ့။မျက်နှာဖြူကဂယုမဆိုင်ပဲတွေးလွန်သွားလျာဦးအောင်မြင့်မှာနောက်ကထက်ကြလိုက်လေတဲ့။ မျက်နှာဖြူကခြေလန်းကျဲကျဲလှမ်းလျင်ဦးအောင်မြင်ကခြေလန်းကျဲပြီးလိုက်လေတယ်။မျက်နှာဖြူကခြေလန်းမှန်သောအခါဦးအောင်မြင်မှလည်းခြေလန်းမှန်မှန်လှမ်း၍လိုက်ပါသွားရာတစုံတစ်ယောက်ကသတိထားကြည့်မှုများစွာရဲဖွဲကောင်းသေးတယ်။မျက်နှာဖြူကအရှိကသွားလျက် စာရွက်တစုံတရာကြကြံရစ်တယ်။ဦးအောင်မြင်လည်းအဆိုပါစာရွက်ကိုတပြင်းတစ်ခုခုရေးချခဲ့ပြီးဟုလျှင်မြန်စွာကုန်းကောက်လေတယ်။ထို့အချိန်ကလေးမှာပင် တက်လီကဖွင့်တန်ပိတ်တန်ကြားရပြီးနောက်မျက်နှာဖြူလဲပျောက်ွယ်၍သွားတော်လေတယ်။ဦးအောင်မြင်လဲစာတလုံးမှမပါဗလာသက်သက်စာရွက်ကိုပုတ်ချေချခဲ့ပြီးနောက်ဆိုင်းရအဖွဲ့သူယနေ့စီရင်ချက်ချမဲ့တရားခဏ2ဦးကိုအထူးဂရုစိုက်ကြဖို့အကြောင်းကြားလိုက်လေတယ်။ရုံးတက်ချိန်မှာ2နာရီလွန်မြောက်၍နေ့လယ်12နာရီခန့်တိုင်သောအခါအဆောင်ပလိတ်၄ယောက်တို့ဝိုင်းရံထားသောထီလိန်တရားခဏ2ယောက်တို့ကို တရားသူကြီးကလည်းတရားခံများရဲ့အပြစ်ရှိမရှိမေးမြန်းပြီးလျင်မြမပြည်၌တမူတန်းတမတန်းထီလိန်များပေါ်များခဲ့ကြောင်းယခုတရားခံအုပ်ရဲ့လိန်လေပေါ်မှာတာ၍ကြောက်เสียရကောင်းကြောင်း၎င်းတို့လိန်လေမှုငြင်းအမြင်ကျေခြင်းကတိုင်းပြည်ကိုခြောက်ခြားစေနိုင်ကြောင်းအကယ်၍သာဥအောင်မြင်ကဲ့သို့အကင်းပါသောစုံတော်များမရှိပါမူဖန်ဆီးရမိရန်ခဲရင်မြည်ဖြစ်ကြောင်းတရားခံများမှာထီတာမဟုတ် အမိန့်လိုင်စင်မရှိဘဲတနက်များပင်တိုင်တွယ်သေးကြောင်း၎င်းတို့နှစ်ဦးစလုံးထွက်ချက်မှာပြစ်တံကိုဝေ၍ခံရန်ညီမျှစွာထွက်ဆိုချက်ကြောင့်မဟုတ်ဘဲပြစ်တံညီမျှစွာ ပေးသိမ့်၍ပေးရမည်ဖြစ်ကြောင်းထို့ကြောင့်တတရခံမောင်ကျော်နှင့်နှစ်တရခံဘရှင်တို့အားလက်နက်ဥပဒေအရထောင်တန်းအလုတ်ကျန်းနှင့်၃လစီပုံမှား၄၂၀အရလိန်လယ်မှုဖြင့်ထောင်တန်းအလုတ်ကျန်းနှင့်တစ်နှစ်ကြာခံစီ တရားခန်2ယောက်ကပလေး4ယောက်ချန်ရန်လျက်ရုံးအောက်ထပ်သို့ခေါ်ဆောင်သွားလေတယ်။ဦးအောင်မြင်ကတရားခန်ကိုလမ်းတွင် လူမလားရုံးသားတွင် လူမလားလူလျင်မိခဲ့သို့လုံမီဟုစဉ်းစား၍နေလေတယ်။ထောင်ကားကြီးအထက်မိသားခလုတ်ကိုနှိပ်၍မိသားဆက်ကြီးပြေးအလားကိုယူကာယာဖြစ်လေမလားဟုမိသားခလုတ်အနားတွင် ပလေးအဆောင်တယောက်ထားခဲ့လေတယ်။တရားခန်ဆောင်ပလေးများကိုလည်း သတိဝရိယရှိစွာနဲ့တွားရန်မင်ကြားလိုက်ပြီးနောက်ထောင်ကားကြီးထွက်ခွာသွားလေတယ်။ကားကြီးမှာ စုလီဖရာလမ်းမှမြောက်သို့တွား၍မန်ဂိုမာရီလန်းသို့ရောက်သောအခါ အနောက်သို့ချိုလေတယ်။အတော်ကလေးမောင်းမိသောအခါကားကခပ်ဖြည်းဖြည်းမောင်းသဖြင့်ဒရိုင်ဘာအားပလိန်များကဆဲလေ၍ထိုအခါခက်မြန်မြန်မောင်းပြန်ရာကားမှလေဟုန်စီးတဲ့ကဲ့သို့ဖြစ်သဖြင့်ဖြည်းဖြည်းမောင်းရန်ပြောကြလေတယ်။ အခြားကားများနှင့်လည်းတိုက်မိမိကဲ့သို့တုံးသာတီရာကလေးများလွတ်ထွက်သွားရာ ပလိများမှတာ၍စူကြပြန်လေတရခန်နှူးကားအတွင်းဘက်ကနေပြီးပလိလေးယောက်မှကအတက်ပေါက်မှထိုင်ရင်းလိုက်ပါသွားကြလေတဲ့ထောင်ကြီးနားသို့ရောက်၍ပြန်လန်းဘက်သို့ချိုးသောအခါကားကလှင်မြန်လျက်လက်ကင်စတီယာရင်ကျွတ်ထွက်သွားလေတဲ့ ကားမှာအရှိန်နှင့်ဟိုထုဒီသွားနှင့်တစုံတရာကိုတိုက်တော်မီကဲ့သို့ဖြစ်၍နေရာ ပလိမ်များเจ้าအားလန်အားနှင့်ခုံ၍ခြားကြလေတယ်ပလိမ်များမရှိသည့်နှင့်တပြိုင်နက်ကားကြီးမှာဖြောင်တန်းစွာပြေးလျက်ငါဘက်သို့ချိုးခွေသွားရာ ပလိမ်များအခြားကားတစ်စီးနှင့် အော်ဟစ်ကာနောက်ထပ်လိုက်လာကြလေတယ်ဆုံတော်ရုံ၌အလုံးရှုံနေသောဦးအောင်မြင်ကားတယ်လီဖုန်းဆက်သံကြားသဖြင့်နားထောင်၍နေလေတယ် အပန်များကကျုပ်တပည့်နေရာထောင်ချလိုက်တယ်မဟုတ်လားထောင်ချမယ်လို့လဲကျုပ်သိပါတယ်ဦးအောင်မင်းကတော့ပွားလျက်ဟေးမင်းမတူလဲဟုတ်မေးလိုက်ရာတက်ပြင်းလေနားထောင်ပါအောင်ခမားအကျိုးများဖို့ပါကျုပ်နောက်ကခမားဘာလို့လိုက်လာတာလဲခမားမျက်စိစူးသားပဲကျုပ်တပည့်တွေကိုကယ်ဖို့နီးတုံးနီးစင်ထားတယ်နောက်ဆုံးတနည်းသာအသုံးချရတယ်အဲ့ဒါ ထောင်ကားမောင်းတဲ့ driver ကိုရှာထားရတာပေါ့။သွားနေကြကလားတွေတောင်မသိတော့ driver အစ်စ်နဲ့အတော်တူနေတာပေါ့။ထောင်ကား driver အစ်စ်ကစစ်တမ်းအခန်းကလေးထဲမှာတုတ်ပြီးထားတယ်။စောစောကမောင်းတာကကျုပ်တပည့်တယောက်။သူတို့သုံးယောက်လွတ်လာကြပြီ။ဦးအောင်မြင်ကဒေါ်ပွားလျက်ဖုန်းကိုလွှတ်ချလိုက်လေတယ်။တဖန်ထောင်ပိုင်ကြီးစီတို့ဖုန်းဆက်ပြီးလျက်ဟယ်လိုဦးအောင်မြင်။တရားခံနေရော လွတ်သွားပြီဟုတ်လားကားပြန်ရောက်ပြီလားကျွန်တော်လာခဲ့မယ်တူရီယာမဂဇင်းနိုဝင်ဘာလ1936ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ